င်းနဲ့ကျွန်တော်မနေ့ကလည်းဖတ်ပြသွားတယ်ခုနမိုင်ထက်အပေါ်မှာတိုက်ပွဲတွေပြင်းထန်နေတယ်ပြည်ဦးလင်နာဗန်ပွင်းနဲ့ကံကောင်းမှာလည်းနှစ်စဉ်စုံလို့တိုက်ပွဲတွေဖြစ်နေရေဆိုတော့ကအန်လီဂျီကလည်းအကြောင်းပဲတော့ကျွန်တော်မကျင်းညာပါဘူးဒါမှမဟုတ်ကျွန်တော်တို့ခံမှန်းကြိုးဆိုတော့ဒီနေ့ထဲမှာမြန်မာတိုင်းနိုင်ငံလုံးတိုက်စစ်တွေဖွင့်နေပြီးတော့တော်လိုင်းပူပေါင်းတပ်ဖွဲ့တွေအကုန်လုံးတပြက်နက်တည်းထိုးစစ်တွေစီနေပြီးဒီနေ့ကကျွန်တော်အချိန်တိုင်းအောင်ပွဲခံမဲ့နေ့ဆိုတော့ကတစ်ဖက်ကမင်းအောင်လိုင်းစစ်ကွေးဆိုးရတယ်ဒါအောင်သေးလို့ယူကော့ပွဲယူကော့ပွဲဆိုပြီးတော့ဒီကောင်တွေတော်တော်လေးကိုစိုင်းပြီးနေပါလေကဲတော့ အကျိုးဆုံးစပြီးတော့ကြီးရမှာတော့ရခိုင်မှာအရန်ကိုနာမည်ကြီးနေရဟိုတလောကကျွန်တော်တင်ပေးပြတဲ့အချမ်းဘက်စီခွန်းနဲ့ပေါင်းစားပြီးတော့ကြီးပွားချမ်းသာနေတဲ့ခရိုနီဦးကျောက်တောင်အခုတော့ရခိုင်တို့အေးရချိတ်ပိတ်ခံလို့ငိုချင်းနေချလာတဲ့ရုပ်တံဗီဒီယိုပုံစပြီးတော့ကျွန်တော်ကကိုဒေတာကိုတားချစ်တဲ့လူပါကျွန်တော်တို့ကနေစင်းရဲဘွားကဒီနေသားပါညာတွေကကဲကဲနေခွာရီလာရီလမ်းရီအရန်ဆိုရင်ကျွန်တော်လမ်းကိုအဲ့ဒီလမ်းကို BOT ချင်းနဲ့တောက်ကုတ်ပြလမ်းကိုကျွန်တော်လုပ်ခဲ့တာပါ ဒီလမ်းကြီးဆိုးနေလို့ဆဲနှပိန်းသားတွေလုံးနေတာကိုကျွန်တော်ကကိုယ်ကိုစိုက်ပြီးလုပ်တာပါအဲဒီဆိုတာဖြစ်တော့ကျွန်တော်ကိုစက်တန်နဲ့ယင်းနေတယ်ဆိုပြီးအနောက်ချက်ပြေးပြီးတော့ကျွန်တော်လိုက်ဆိုင်ကိုဘလုံးမဆက်ပြီးတော့လမ်းတော့ပြီးသွားပြီကျွန်တော်ဆက်လမ်းလို့မရအောင်အနောက်ချက်ပြေးလိုက်ပြီးတော့အဲဒီလမ်းကိုဆင်းကျင်းလို့နိုင်ငံတော်ကိုပြန်အားလိုက်တယ်ကျွန်တော်ကိုနိုင်ငံတော်ကိုလူလိုက်တယ်အဲဒါတော့ဆက်ပြီးစိုက်ပြီးတော့ကျွန်တော်အဲ့လိုလုပ်ပလိုက်ဟလာဟိုချစ်ဆက်ချစ်အေးခင်းပါလေကျွန်တော်ကိုမကြိုက်တဲ့လူတွေကစစ်တပ်ကိုသွားတိုင်နေကျွန်တော်ထောင်ဆောင်ဆွေးချောင်းနေကြတယ်အဲဒါတော့ကျွန်တော်တို့တော့ဘာမှ ိမ်မထူးဆန်းမှုကျွန်တော်ကအဲ68တောင်းလည်းတကြင်ကြုံပြီးဒေါ်လာစုကြီးကျလာတဲ့အချိန်မှာလည်းကျွန်တော်တကြင်ကြုံပြီးအဲ့ဒီတော့အဲ့ဒီလမ်းရဲ့တန်ဖိုးကဒေါ်လာ22ပန်းရှိတယ်ကျွန်တော်ကဘုရားမှာလာကြည့်တဲ့ကံတိုင်းကျုပ်ကိုယုံကြည်တယ်ဒီဘွားကအကျိုးရှိရရှိတာကိုကျွန်တော်ဆက်ချက်လို့ထားတယ်နော်အဲ့တော့အပြောကတော့ရှင်မန်းပဲကျွန်တော်အဲ့ဒီတည်းပြောခဲ့တယ်အကျမ်းပဲစေခွေးနဲ့ပေါင်းစားနေတဲ့ခလုံးတွေတို့ရဲ့ကြာချုံးကနေတို့ခံလာပြီဆိုရင်စကလုံးလလလေးသုံးပြီးတော့ငိုချင်းတွေခြာသွားတယ်ဆိုတော့ဗာပြောရတာကျွန်တော်ကဗုဒ္ဓဘာသာတရားမလို့ကန်ကန်အကျိုးကိုယုံကြည်ပါတယ်အသိဘွားအကျွေးတွေရှိတယ်လို့ပဲစလိုက်ပါတယ်ဆိုတော့က သူတို့ငိုတွေကတရေမမှန်လို့စီကွန်းနဲ့ပေါင်းစားခိုးစားလို့အမေစုလက်ထက်ကလည်းဒါသူတို့အနောက်ရှေ့ပြီးရဆိုစကလုံးကိုတုံးရတယ်ရှစ်စစ်ရှစ်ကလည်းသူကိုယ်တိုင်ခံခဲ့ရတယ်ဆိုတော့ကမယုံရင်အဲ့ဒီ BBB ကကိုင်းအောင်ပါ ပြည်သူတွေဘာတွေရေးလိုက်ဆိုကိုမန်ကြီးပဲသွားပြီးတော့ဖတ်ကြည့်ကျွန်တော်ပြန်ပြီးတော့ဖတ်ပြတော့ဟိုအသွင်မောင်ကိုစီမောင်ကိုလောက်တာမှာအကြီးကြီးပဲတောင်းနေလဲဂရုံးဖြစ်တာဒင်းလက်ချက်ပဲဆိုတော့ကသူ့နေရာမှာသူရှင်ပြင်းတော့ဖြစ်ရင်ဖြစ်လိမ့်မယ်သူ့နေရာကလူတွေအတွက်တော့သူ့ဒေသကလူတွေအတွက်ကောကောင်းကြီးကောင်းလိမ့်မယ်ဒါပဲလေအကြမ်းဖက်စစ်ခုတ်တဲ့ဒီလိုမျိုးကျွန်တော်ပေါင်းစားခိုးစားပြီးတော့အခုကျွန်တော်ရခိုင်တဲ့တို့အေးကချိတ်ပြီးတော့မှလိုင်းပေါ်တက်လာပြီးတော့ကန်ကန်ကြီးအချိုးလိုပါပဲအသေးဘောကအချွေးလေးရှိလို့ဆက်လိုက်ပါတယ်ဆိုတော့ကကျွန်တော်ဆက်ပြီးတော့မပြောတော့ပါဘူးနောက်မှာနှထိုးကြီးကျွန်တော်အောင်ဘက်ကိစ္စနဲ့ပတ်သက်ပြီးတော့ဘုံမှပြောင်းပြီးဘာတွေပြောလဲဆိုတော့တစ်ချက်တော့ဆက်ပြီးတော့ တထိုးကြီးမှာခံရတော့အမှန်ပဲခင်ဗျ။အင်းတထိုးကြီးခံရမှုကတော့အေးကွင်းမြင့်ကြီးမှာခံရတာပါ။အင်းပြောင်းမဲလေကွင်းမြင့်ကြီးတကယ်ကိုပြက်ကွင်းကောင်းနော်တကယ်ကိုကို့အတွက်စီရေးအသာစီးရတဲ့နေရာမှာခံရတယ်ဆိုတာကတော့စောင်းသုံးကြလို့ပေါ့တော်တော်လေးစစ်တပ်အနေနဲ့ပြန်လဲစဉ်းစားသုံးသပ်စရာလေးရှိနေပါပြီခင်ဗျာနော်အေးအလုံးပေါင်းပေါ့နော်ဆောရဲ့တည်ရအောင်ဆုံးသူရှင်လဲအဲ့ဒီမှာအယောက်20ကျော်20ကျော်30နီးပါးအထိအလုံးထိခိုက်ပါတယ်ပေါ့နော်မဖြစ်သွားတာထိခိုက်နေတာခဲ့ရတယ်အဲ့တော့ ီစစ်တီတွေအားလုံးမှာသူတို့မှာမိသားစုတွေရှိတယ်။အင်းသူတို့မှာအိမ်မက်တွေရှိတယ်။အော်သူတို့မှာဘဝတွေရှိတယ်။ဘဝတွေအများကြီးအများကြီးရှိလိုက်ရတယ်။ဒါမျိုးရှင်နှောင်းလဲတယ်လို့မျိုးတန်းစီပြီးတော့သွားတယ်ဆိုတော့အေးရှင်တော်လဲဒီပြူဟာမှုကိုတို့ကမေးရတော့မယ်လပခောက်မေးရတော့မယ်ဘလို့များဘလို့စိတ်ကူးမျိုးနဲ့များသွားလိုက်တာလဲပေါ့ဗျာနော်ဒါမျိုးခံရတာကြီးကတော့ပိတ်ခါကြတာနံပါတ်တစ်ချက်ပေါ့ဗျာနော်စစ်တီတွေအတွက်ညံကိုဝန်းနေရတယ်နော်ညံကို ဒီကွာဒီနှထိုးကြီးမှာဖြစ်သွားတဲ့ပုံစံအရဆိုလို့ရှိရင်ကိုယ့်ရဲ့ view ဟာညံ့နေညံ့ညံ့ဖြစ်မှုတွေပါပဲဒီတော့ဒီပုံကြီးဆိုတဲ့အရာမှာသွားပြီးရှင်းအောင်လဲ့တဲ့မျိုးသွားတယ်ပေါ့နော်အဲဒါကလည်းတခုပြောစရာဖြစ်တယ်အဲ့တော့နှထိုးကြီးကိုအင်းအားလည်းနေရာလုံးလည်းသွားတယ်လို့ကြားသိရတယ်ပေါ့နော်အဲ့တော့ဟိုပုံစံပြက်စီးပြီးတော့တက်မလို့ရုပ်ပြက်စင်းပြက်ကိုဖြစ်သွားတာပေါ့နော်စစ်တပ်မှာတိတ်ခါကြာသွားတာအေး ခင်ဗျားတို့ရဲ့ဉာဏ်ပြင်းမှုပါပဲခင်ဗျားတို့ဉာဏ်ပြင်းသလိုတက်မတော်တိတ်ခါကြတယ်တက်မတော်အားပေးထောက်ခံတဲ့သူတွေအနှိမ့်ဘက်ကနေအခုရောက်သွားတာပဲနော်อืมအဲ့တော့ကျွန်တော်တို့ဒီနေ့ပြောမှဆိုရှင်တော့တောက်ချက်ကွဲတယ်ပေါ့တောက်ချက်ကွဲတာပေါ့ဒီဥစားကဘလို့မှမရှုံးသေးတဲ့နေရာညီပြကွင်းပြင်ကြီးမှာတောတောင်ထူထပ်လို့ဟလာတပုံနဲ့ဟလာတွေ့ရတာဥမာဖြစ်ပြဟိုရုပ်တရက်ကြီးတွေ့ရလို့ခံလိုက်ရတယ်ဆိုတာကတမျိုးပေါ့နော်အခုကခံလိုက်ရတဲ့ပုံစံက တော်ကြီးကိုရုပ်ပြတ်စင်းပြတ်ဖြစ်တော့တယ်အဲ့တော့ခင်ဗျားတို့ဒီအလဲပိုင်းတိုင်းမှာအခုဒီစစ်ဒီဟာမှုပေါ့ဗျာနော်ဒါနဲ့ပတ်သက်ပြီးတော့ခင်ဗျားတို့တာဝန်ယူရမှာဖြစ်တယ်အဲ့တော့မင်းတို့ကြားတယ်နော်အကြံသားလေးရဲ့လက်တံပြောင်းချက်ကတော့တိုးတွေတောင်းတွေအကာအကွယ်လည်းမရှိဘူးဘယ်တဲ့ရင်ဆိုင်ရတဲ့လက်ကွင်းရင်မှာပြောင်းလဲမှာလည်းမင်းတို့အယောင်နေရပါတယ်မင်းပြောတဲ့ရှင်းလောင်းလက်တာလည်းစစ်ကြောင်းစော်သွားတာလို့သိရနိုင်ပဲဟိုမှာဟိုနေ့ကလည်းအဲ့ဒီနထိုးကြီးကကျွန်တော်တို့တန်ယူမှုတိုင်းပြောလာတယ်ဒီကောင်းလေးအချမ်းပဲစစ်ကွေးတွေကလာတိုင်းလာတိုင်းလောက်မှလေးဆိုကျွန်တော်တို့ရှိလို့လာပြီးတော့လှုံနေကြဆိုတော့ကဒါတော့မှအယောင်နေရစစ်ကြောင်းပြီဒီကောင်းလေးလင်းပြစ်ကူပါပေးသေးတယ်ဆိုတော့နောက်မှာ ကျွန်တော်တို့ဆက်ပြီးတော့ကြည့်ရမှာတော့ဘောမအယူကိုက်နှစ်ကောင်ရဲ့သူတို့မထွေးဘူးသူတို့ဆက်ဆက်ဒီမခံအောင်နာပြီးတော့ဒူတာဒေးအဖမ်းခံတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့လက်တလို့ဆိုရှယ်မီဒီယာမှာဒူတာဒေးပြီးရင်တော့ဝရန်ပြေးစစ်ခွေးကောင်းဆောင်မင်းအောင်လည်းအလှည့်ရလဲမကြမီမှာလာတော့မယ်ဆိုတဲ့သတင်းတွေကြောင့်အားတဲ့ဒူတာဒေးနဲ့ကျွန်တော်အဖားနေရဘာမှမဆိုင်ပါဘူးတဲ့နိုင်ငံချင်းကလည်းကြွားတယ်ဒူတာဒေးရဲ့နောက်မှာ background မရှိပါဘူးတဲ့အဖားရဲ့နောက်မှာ background လေးရှိပါတယ်ဆိုနောက်မှာဘလိုဒီပေါ့လို့ပဲသာပြောထားဆိုဆက်ပြီးတော့ဒီ Facebook တွေရောအခြားသော social platform တွေကနေပြီးတော့သူလက်ရှိတမနာကိုဖျောက်ချဖို့ဆိုပြီးတော့ စီယုံလှုပ်ဆောင်မှုတွေလှုပ်လာတယ်အဲ့တော့နောက်နောက်ရက်ပိုင်းတွေမှာဒီမြင်ကွင်းတွေကတော်တော်လေးမြင်ရမယ်အဲ့တော့ကျွန်တော်စဉ်းစားမိတာကဒီအချိန်ဒီမှာမာကိုရဲ့မျိုးဆက်ကမျိုးဆက်ပေါ်လက်ရှိသမ္မတကသူနိုင်ငံရေးလက်စားချက်မှုတွေလုပ်တယ်နိုင်ငံရေးလက်စားချက်မှုတွေလုပ်တဲ့အခါမှာသူလည်းသူ့ရဲ့အဖေနီးသူအမေရိကန်ကိုသူပြေးရမယ့်အနေအထားဖြစ်သွားပြီအချိန်တစ်ခုမှာဒီလက်ရှိတိုင်းလူပြည်သားတွေရဲ့စူပူမှုကိုသူကမထိန်နိုင်ဘူးဆိုရင်မထိန်နိုင်ဘူးဆိုရင်လက်ရှိဖိလစ်ပိုင်သမ္မတဖိုင်နယ်မှာကိုကသူ့ရဲ့အဖေနီးသူသူ့ရဲ့အဖေနီးသူ သူအမေရိကန်ကိုပြေးရတော့ပါอืมပြေးရမယ့်အနေအထားဖြစ်လာတယ်တူဆရာကြီးသုံးသပ်နေတယ်အဲ့တော့လက်ရှိဒါကကျွန်တော်တို့ဖိလစ်ပိုင်နိုင်ငံရဲ့နိုင်ငံအခြေအနေအဲ့တော့မြန်မာနိုင်ငံရဲ့ဒီနိုင်ငံရဲ့အခြေအနေကအဲ့ဒီကျွန်တော်တို့ဒီကျွန်တော်ရဲ့နိုင်ငံခေါင်းဆောင်ပေါ့ဗျနိုင်ငံခေါင်းဆောင်ကိုလည်းတို့ဒီလိုမျိုးတွေတို့ဖန်ဝင်းထုတ်တယ်ပေါ့ဗျာစသဖြင့်အခြေအနေတွေဖြစ်လာတယ်အဲ့တော့ဒီနေရာမှာကျွန်တော်တို့နိုင်ငံကျွန်တော်တနင်္ဂနွေတနင်္ဂနွေလုံးမှာတကဘာလုံးမှာရှိတဲ့မြန်မာနိုင်ငံသားတွေမြန်မာမြန်မာစကားပြောတဲ့မြန်မာနိုင်ငံသားတွေမြန်မာနိုင်ငံသားတွေရောပြီးတော့တစ်ဖက်မှာရှိတဲ့ကျွန်တော်တို့တပ်မတော်ချစ်တဲ့သူတွေနိုင်ငံတော်ချစ်တဲ့သူတွေနိုင်ငံကိုချစ်တဲ့သူတွေอืมဘာဖြစ်လဲ ပြရမှာကကိုဖက်ရဲ့နိုင်ငံရေးရှင်နေနဲ့လက်ရှိမြန်မာနိုင်ငံရဲ့နိုင်ငံရေးရှင်နေတခုမှမတူဘူးနောက်ခံအကြောင်းတရားတွေလည်းမတူဘူးသူရဲ့နိုင်ငံရေးဖြစ်စဉ်တွေလည်းမတူဘူးအဲ့တော့လက်ရှိကျွန်တော်နိုင်ငံကောင်းဆောင်နေအေးအေးဆေးဆေးပါပဲတနည်းအားဖြင့်ကျွန်တော်တို့အစားအသောက်မပြတ်ပါဘူးအစားအသောက်လုံးဝပြည့်စရာအကြောင်းမရှိပါဘူးတစ်ဖက်နဲ့တစ်ဖက်ကကျွန်တော်နိုင်ငံရေးရဲ့ဖြစ်တည်မှုတွေလုံးဝမတူပါဘူးခင်ဗျာဒီဒူတာတိဖြစ်ရလေးပေါ့နော်ဒူတာတိဖြစ်ရက online မှာပေါ်လိုက်ရိုက်တယ်ဒူတာတိဖြစ်ရက်ကလည်း ICC ရဲ့ဝါရမ်းနဲ့ဖိလစ်ပိုင် ရဲတပ်ဖွဲ့ကဖမ်းတယ်ပေါ့ဗျာလေးစိတ်ကအဝင်ဒီဟောင်ကောင်ကပြန်မနီလာလေးစိတ်မှာဖမ်းတယ်ပေါ့အဲ့ဒါကြီးအွန်လိုင်းဘလော့ရရပြီးတော့အမိတူပေးတာပေါ့ဘိုးချုပ်ကြီးတို့ဆိုတာပေါ့မိဘိုးချုပ်ကြီးတို့မိတူပေးတာပေါ့ပုံမှန်အေးလားဒါတိရောတော့ဒီလိုဖမ်းတွေ့လားတွေ့လားဆိုမိတူပေးတာအဲ့တော့ဘိုးချုပ်ကြီးတွေဒီကဘိုးချုပ်ကြီးကိုကြောက်မလားပေါ့ဗျာမိတူပေးတာပေါ့တချို့ဘိုးချုပ်ကြီးတွေကြောက်ကြောက်မှာပေါ့ဗျာတချို့ဘိုးချုပ်ကြီးတွေကြောက်ကြောက်မှာပေါ့တချို့တွေဆိုးရင်ဆိုးရင်ပေါ့ကြောက်ရလန့်တချို့လည်းဘာလို့လဲဖြစ်မှာမသိတွေ့ရင်တွေ့နေမှာပေါ့တွေ့ရင်တွေ့နေမှာပေါ့ဒါပေမဲ့ background ကိုကြည့်ပါဒူတာတိမှာဘာ background မှမရှိဘူးသူသမီးကဒူတာမရဆိုပေမဲ့ဒူတာတိ သူတမနာနဲ့ဟောတမနာနဲ့ချနေကြတာတဲ့နေမဟုတ်ဘူးပြီးတော့ဒူတာတိမှာလက်ကင်စစ်တပ်မရှိဘူးဒီကဘူဇိုကြီးမြတ်မှာတက်ကြီးရှိတယ်တရတလုံးရှိတယ်စစ်တပ်တလုံးရှိတယ်ဟိုက ICC မကလို့ ICC ရဲ့အဖေတွေဘိုးတွေလာဖမ်းတယ်ဒီကဝိုင်းတွယ်လိုက်လို့သေသွားမှာပေါ့ဟုတ်က subscribe ကိုငငယ်ခေါက်ကိုနေပေးချပေးကျွန်တော်